The price is. တော်ကားတွေကိုတင်သွင်းပြန်ပြူရောင်းချနေတဲ့ Gol Air Motors ကနေ Premier Family SUV အမျိုးအစားကားတစ်စီးဖြစ်တဲ့ T1 ကားသစ်မိတ်ဆက်ပွဲကို နိုဝင်ဘာ17ရက်ညနေပိုင်းကရန်ကုန်မြို့ဝင်ကြီးများရုံးမှကျင်းပခဲ့ပါတယ်။ဒီကားမှာ255 45 19 aluminum alloy rims ပိန်းတွေတက်ထားပြီးကားရဲ့စီစားနှုန်းကိုကြည့်ရင်တော့100ကီလိုမီတာကို6.18လီတာပဲကုန်ကြတယ်လို့သိရပါတယ်။ဒီကားရဲ့အသက်ကျက်ကတော့ engine power ကဒီ2.0ဖြစ်တာရဲ့ turbo charge ပေါ့နော်။ပြီးတော့ဒီ gear boss ကလည်းတို့ဒီ engine power နဲ့လေယောင်းကြီးထွေတာရှိတဲ့အေးဒီ transmission ကိုကျွန်တော်အသုံးပြုထားပါတယ်ပြီးတော့ဒီကားပါကကျွန်တော်ဒီထဲမှာပါတဲ့ step chip တွေကတော့ကျွန်တော် step brake ကိုအသုံးပြုထားပါတယ်နော်ဒီကားရဲ့ထူးခြားချက်ကတော့ပါကျွန်တော်တို့က trunk ပေါ့နော် speaker နဲ့အကျယ်ဝတ်အတွက်ကြောင့်ကျွန်တော် go fire အတွက်လည်းအဆင်ပြေတယ်ဆိုတော့ go fire အတွက်လည်း go exhaust နဲ့ကားစီလည်းဖြစ်ပါတယ် ကားအပြင်ပိုင်းအရောင်တွေကိုကြည့်ရင်တော့အနက်ရောင်၊ငွေရောင်၊အဖြူရောင်၊ရွှေရောင်နဲ့အစိမ်းရောင်ဆိုပြီးအရောင်၅မျိုးတည်းကကြိုက်တဲ့အရောင်ကိုရွေးချယ်နိုင်ပါတယ်ရှင်။ The Taiwan maximum speed is 180 km/h and then ground clearance is minimum 160 mm. Yes. ကားအရှိပိုင်းကိုကြည့်ရင်တော့ square style နဲ့ off-road SUV ကားတစ်စီးရဲ့အသွင်ပြင်ကိုမြင်ရမှာဖြစ်ပါတယ်။ off-road SUV ပေါ့နော်။အဲ့ဆိုင်နဲ့ဆိုရှေ့မှာဟိုဟာ၄တောင်းပုံစံမျိုးပေါ့နော်။ ဒီဇိုင်းနဲ့ပြုလုပ်ထားပြီးတော့ share ဟုတ်တယ်အနဲ့အောင်လည်းလုပ်ထားပြီးတော့ဒီဇတော်စာတန်းအောင်လည်းထင်ရှားအောင်ပေါ့နော်ပုံဆောင်ပေးထားရတော့ဆွဲဆောင်မှုအများကြီးရှိပါတယ်ခင်ဗျာတွင်းမိုင်းပြင်ဆင်ရတော့ discipline ပါမယ်ပေါ့နော်သုံးခုရှိမယ် driver တွေသုံးပြုလို့ရမယ်ဥစားတွေနောက်ပြီးတော့ဟို air con တွေကိုလည်း discipline နဲ့ပြုလုပ်ပေးထားပါနော်ရှေ့ထိုင်ကုန်နှလုံးကလည်းကူရေးစနစ်ပါပြီးတော့ထိုင်ကုန်ရွှေ့လို့ပြုလို့ရတဲ့အနေအထားတွေလည်းပါပါတယ်အတွင်းကမ်းမှာလည်းနောက်ပြီးတော့ထိုင်ကုန်ကိုအယောင်နှစ်မျိုးနဲ့လောက်ထားရပေါ့နော် black နဲ့ orange နဲ့ Chinese embassy မှာတာဝန်ရှိသူတွေကိုဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်ကအခုပါလဲဆိုရင် ဒီလိုပြလို့စီရတာလေခုနောက်ဆုံးထွက်နေတဲ့အခြေတော်တော်တော်လေး try ဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ကားတွေထဲမှာကျွန်တော်ပထမ70စီးတယ်70ရနေအခုမှ90 black ကိုစီးရတယ်ဒီမှာလည်း customer လည်းမလည်းပါပါအမှောက်တော့ရှိတယ်။ကားလည်းတော်တော်လေးကိုပို့ပြီးတော့ကောင်းတယ်ပေါ့။စီးရတဲ့ဘိုင်းမှာလည်းတော်တော်လေးလည်းလေးပေးကောင်းပါတယ်။90 plate ကိုအခု Jetwell T1 လေးကပို့ပြီးတော့ fashion လည်းပို့ပြီးတော့စုံလာတယ်ပေါ့နော်။အဲ့ပြလည်းပို့ပြီးစိတ်ဝင်စားရတဲ့အတွက်ဒါကြည့်ဖြစ်တယ်။ က်ပိုင်းကာကိုစပေးကနောက်ခုမခောက်ပဲထားရင်တော့948လီတာကျဲသလိုနောက်ခုကိုခောက်ထားရင်တော့1455လီတာထိကျဲတယ်လို့ပိုးအီယာမော်တော်စတာဝန်ရှိသူတဦးကပြောပါတယ်။ကားအတွင်းခဲမှာတက်ထားတဲ့နည်းပညာပိုင်းတွေကိုကြည့်ရင်တော့ရင်မောင်းသူအတွက် cluster infotainment touch screen အလဲကွန်ဆိုးမှာ air conditioning control test screen အတံမစနစ်မှာ Sony Premium Audio စနစ်ထည့်ထားသလို wireless charger, CarPlay, Android Auto နဲ့ ambient light တွေပါလာပါတယ်။ အရေးကြီးတဲ့ safety အပိုင်းကိုကြည့်ရင်တော့ရုတ်တရက်ကြီးကားကလမ်းကြောင်းပြောင်းသွားရင်သတိပေးနိုင်မယ်။ Lane Departure Warning System တောင်တက်တဲ့အခါမှာအထောက်ကိုပြုနိုင်တဲ့ Hill Start Assist Control System အရေးပေါ်အခြေအနေတစ်ခုခုနဲ့ကျုံတဲ့အခါအလိုလျောက်ရပ်တန့်ပေးနိုင်တဲ့ Automotive Emergency Braking System တွေပြင်အမြန်နှုန်းကန့်သက်ထားတဲ့နေရာတွေမှာမောင်းရင်အလိုလျောက်သတိပေးနိုင်မယ်။ Electric Stability Control System တွေပြင်နည်းပညာမြင့် Safety System တွေပါလာပါတယ်။ ဒီကားကိုဝယ်ယူချင်တဲ့ဆိုရင်တော့ Zetor Authorized Dealer တွေမှာဝယ်လို့ရတယ်လို့ Gold Area Motors Amenity ကြီးမြင့်တိုင်းကန်နာလန်အလုံးမြို့နယ်ရှမ်းကုန်58လမ်းနဲ့သိပ္ပံလမ်းတောင်မဟာအောင်မြင်မြို့နယ်မန္တလေးမြို့တွေမှာလည်းဝယ်ယူနိုင်ပါတယ်ရှင်။